ရန်ကုန်မော်လမြိုင်လမ်းပိုင်းတွင်ကင်းဘုံဝက်နေသောစစ်တပ်ကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့် စစ်သား2ဦးတေဆုံးကြောင်းသိရပါတယ်။မွန်ပြည်နယ်စိုက်ထုံမြို့နယ်နဲ့မီးရဲမြို့နယ်အဆက်ရှိရန်ကုန်မော်လမြိုင်လမ်းပိုင်းတွင်ကင်းပုံဝင်နေသောစစ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ရာစစ်သား2ဦးတေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း8305တပ်ခွဲလေးတပင်းယူဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရယ်။နိုဝင်ဘာလ14ရက်နေ့နနေ့7:54မိနစ်ခန့်အချိန်ရန်ကုန်မော်လမြိုင်လမ်းပိုင်းစိုက်ထုံမြို့နယ်နဲ့မီးရဲမြို့နယ်အကြားရှိ တပြေနီဘရဟိတအကြောင်းကြက်မောက်ချမ်းတွင်ကင်းပုံဝတ်နေသောစစ်သားများကိုတထုံခိုင်တက်မဟာတက် PDF တက်ရင်ခွန်ရှစ်တုံရကတခွဲလီတပြေညိုဒရုန်းတပ်ဖွဲ့က drone ဖြင့်ဘုံတုံလုံးကျဲချတိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဖက်မှစစ်သား၂ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီးနောက်တွန်လှန်ရေးရဲဘော်များအထူးအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်စခွေးသေးစဉ်ထပ်တိုးသေဆုံးတာမျိုးမကြသေးပါဘူး စစ်ခွေးတွေဘက်ကတော့လက်နက်ငယ်တွေစစ်တိုက်ပစ်ဖောက်နေတာတော့ကြားရပါတယ်ကျွန်တော်ရောက်တဲ့နီးနဲ့ပုံစံမျိုးစုံဆရာနာရှင်စနင်းကိုဆက်လက်တော်လာသွားပါမယ်ဟုတရင်ခွန်1805တပ်ခွဲလေတပြင်းညိုဒရုန်းတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုတထုံခိုင်တပ်မဟာတဲ့ PDF တရင်ခွန်1805တပ်ခွဲလေတပြင်းညိုဒရုန်းတပ်ဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဖာရောက်အကြမ်းဖက်မရောက်နိုင်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးအခြေအနေကြောင့်အစီအစဉ်တချို့ဖျက်သိမ်းပြီး ညမအိမ်ပဲမော်လမြိုင်တို့ရဲရင်ဖြင့်ထွက်ခွာကညအိမ်ကြောင်းတီးရပါတယ်။ကရင်ပြည်နယ်ဖာမြို့တွင် ရောက်ရှိနေသည့်အကျန်းဖက်မရောက်နိုင်မှခရီးစဉ်သတင်းပေါက်ကြားမှုနဲ့လုံခြုံရေးစိုးရိမ်ရသည့်အခြေအနေများကြောင့်ဖာတွင်ညမအိမ်တို့ပဲမော်လမြိုင်တို့ရဲရင်ဖြင့်ထွက်ခွာပြီးအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိမ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်တချို့ထံမှတီးရှိရပါတယ်။မြန်မာနေ့အောက်တိုဘာလ15ရက်နေ့ဖာမြို့တို့ရောက်ရှိခဲ့သောအကျန်းဖက်မရောက်နိုင်မှဖာတွင်ဌာနဆိုင်ရာတွေ့ဆုံပွဲနဲ့ လှုပ်ဆောင်ခဲ့ပြီးနောက်လူငယ်စင်တာနဲ့ဇွဲကပင်မိုးလုံလေးလုံးအာကစားကွင်းတည်ဆောက်မှုကိုတွားရောက်စစ်ဆေးခဲ့ကြောင်းမူလအစီအစဉ်ဖြစ်သည့်ဖန်တက်နယ်တွေ့ဆုံပွဲနဲ့တောင်ကလေးစစ်ဆေးရုံတို့တွားရောက်ပြီးအစီအစဉ်များကိုဖျက်သိမ်းခဲ့ကြောင်းရင်းနောက်ဖန်တွင်ညမအိတ်တော့ပဲရဟယင်ဖြင့်မော်လမြိုင်ကိုထွက်ခွာကာအရှိတောင်တိုင်းစစ်ဌာနချုပ်တွင်ညအိတ်ခဲ့ကြောင်းသိရှိရပါသည်ဖန်မာတက်နယ်တွေ့ဆုံပွဲနဲ့စစ်ဆေးရုံကိုတွားမဲ့အစီအစဉ်တွေမလုပ်တော့ပဲလုံခြုံရေးအခြေအနေကြောင့်ဖျက်သိမ်းတာရှိတယ်ဖန်တက်နယ်တွေ့ဆုံပွဲနဲ့ တောင်ကလေးစစ်စေးုံသွားပြီးဒဏ်ရတက်မတော်သားတွေကိုတွေးမဲ့အစီအစဉ်ကိုဖျက်လိုက်တယ်။ခီးစဉ်တရင်ကြိုတင်ပေါက်ကြလို့ဟုစစ်တပ်တရင်ရင်းတကပြောဆိုပါတယ်။မြန်မာနေ့ညနေ9နာရီချိန်မရောက်နိုင်မှာဖန်အမမော်လမြိုင်တို့ရရင်ဖြင့်မော်လမြိုင်လေးစိတ်တို့ရောက်ရှိလာကြောင်းယင်းနောက်မော်လမြိုင်ကာနာလန်ညစိတ်တို့တွားရောက်ခဲ့ပြီးစိတ်တလန်ဖျားခူးခဲ့ကြောင်းဒီနေ့နဲ့နောက်ပိုင်းမော်လမြိုင်ရှိပြည်내ခမ်းမတွင်အကြမ်းဖက်မရောက်နိုင်ကဌာနဆိုင်ရာတွေ့ဆုံပွဲနဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်တက်နယ်တွေ့ဆုံပွဲပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည် မြင်းကြံကစစ်စေးဂိတ်တရိုက်ခါရပြီးစေုပ်စုဝင်တွေထွက်ပြေးကြောင်းတီးရပါတယ်။မာလီတိုင်းမြင်းကြံမြို့နယ်ကစစ်ကောင်စီဂိတ်စခန်းတစ်ခုတိုက်ခိုက်ခါရပြီးထိခိုက်သေးဆုံးမှုရှိကဂိတ်စခန်းဆုတ်ခွာထွက်ပြေးသွားကြောင်းသတင်းရရှိပါတယ်။နိုဘာလ7ရက်မနက်6:15မိနစ်ခန့်ကမြင်းကြံမြို့နယ်မြင်းကြံဘလုတ်လမ်းပေါ်မှာရှိတဲ့ခေါင်းကွဲကျေးရွာနဲ့ကံရွာကျေးရွာကြားကစစ်ကောင်စီစစ်စေးဂိတ်ကိုထနောင်းမြေစစ်ကြောင်းနဲ့မဟာမိတ်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းတီးရပါတယ်။ စစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီ15ဦးထက်မနည်းရှိတဲ့အဲဒီစကန်ကို drone တွေနဲ့ဘုံဒီချစတင်တိုက်ခိုက်ပြီးနောက်မြေပြင်ကနေစစ်ကြောင်းတစ်ကြောင်းခွဲကကေစကန်ပြည်တီဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ထနောင်းမြေစစ်ကြောင်းရဲ့တာဝန်ခံကပြောပါတယ်။လက်နက်တော့မရဘူးစကန်တော့သိမ်းလိုက်နိုင်တယ်။စစ်ကူကကတားရောက်တာမို့ပပလဲရသူတို့တွေကြီးပဲသူတို့ထဲအထက်ကိုနှိုက်ဝင်ရတာဆိုတော့တာဝန်ခံကပြောပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သားနဲ့ပြူစော်ဒီ9ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရသူရှိကာ ဂိတ်စခန်းကိုစွန့်ခွာထွက်ပြေးသွားတယ်လို့ဖနောင်းမြေစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ဂိတ်ကိုရှင်းလင်းရေးဝန်ကြီးမှမြင်းကြံမြုပ်ကောင်တွေတပ်ကူကားတွေရောက်လာလို့စွန့်ခွာခဲ့တယ်လို့ဖနောင်းမြေစစ်ကြောင်းကအသိပေးပါတယ်။အဲဒီစစ်စင်ရေးကို Justice Warriors တပ်ဖွဲ့မဟာမိတ် Drone တပ်ဖွဲ့တွေဖြစ်တဲ့ MDF မြောင် Drone ၊ဂျာကင်စင်တပ်ဖွဲ့ Revolutionary Air Force မြင်းကြံကင်အမှတ်စတစ်တရင်လေယုံတပ်925ပျောက်ကြားတပ်ဖွဲ့ငစွန်ပြုတ်ကုန် Drone Team တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခဲ့ကြောင်းသိရှိရပါတယ်။ စစ်ကောင်စီတပ်ကလည်း၎င်းတို့စိုးမိုးထားတဲ့မြန်ချံမြို့ပေါ်မှာလူငယ်တွေကိုပေါ်တာဆွဲနေပြီးလွန်ပါကပထမလာဝက်အတွင်းလူငယ်များပြားဖမ်းဆီးခံလိုက်ရကြောင်းမြို့ခံတွေကပြောပါတယ်။ဘောက်ခေါမြို့နယ်ကျုပ်ပင်ဝိုင်းရွာမင်္ဂလာဆောင်ကိုစစ်တပ်ကလေရင်ဒေသကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတို့ဦးတေဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိကြောင်းသိရပါတယ်။ပဲခူးတိုင်းပေါက်ခေါမြို့နယ်ကျုပ်ပင်ဝိုင်းရွာမင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်ကလေရင်လက်နက်ကြီးများဖြင့်ဘုံကျဲပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့ဦးတေဆုံးပြီး တဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသအပြည်သူများကပြောပါရယ်။နိုဝင်ဘာလ16ရက်နေ့နနက်9:00နာရီတော်ကတွင်ချို့ပင်ဝမ်ယူအောင်မင်္ဂလာဆောင်ကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်ပြီးလက်နက်ကြီး၃လုံးဖြင့်ပစ်ခတ်ထိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။အကျန်းဖက်စစ်တပ်၏ဘုံကျဲပစ်ခတ်တိုက်ခိုက်မှုတွင်ဂျေးဝါနေပြည်သူအသက်35နှစ်အရွယ်မောင်ဝဝင်ပွဲချင်းပြီးတည်ဆုံးခဲ့ပြီးအသက်52နှစ်အရွယ်ကိုတန်းစော်ဦးလည်းဦးကောင်းတွင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။တည်ဆုံးတာကအမျိုးသမီးတဦးပဲတည်ဆုံးတာပါ။ ထိကတန်ရာကတော့အမျိုးသားတူဦးပါ နေနေတော့ထိကပျက်စီးသွားတယ်ဟုဒေသပြည်သူတူဦးကပြောဆိုပါတယ်ထို့သောဘုံကျဲတိုက်ခိုက်ပြီးနောက်အကြမ်းဖက်စစ်တပ်ကကျုပ်ပင်ဝိုင်းရွာဘက်သို့စစ်ကြောင်းထိုးရလုဆောင်နေသောကြောင့်ပြည်သူများဘေးလွတ်ရာထွက်ပြေးတင်းရှောင်နေရကြောင်းသိရပါတယ်ကာမနဲ့တရက်မြုံနယ်နားများတွင်ပြည်ထက်တပ်ဖွဲ့များကလုံခြုံရေးယူစစ်ဆေးနေပြီးခရီးသွားပြည်သူများကိုလုံခြုံရေးသတိပြုကြရန်တိုက်တွန်းမြစ်တာရက်ခံကစစ်တပ်ကစစ်ကြောင်းထိုးမှုများစစ်တိုက်လုဆောင်လာနေကြောင်းသိရပါတယ်မကွေးတိုင်း တရက်ခရိုင်ကာမမြုံနယ်နဲ့တရက်မြုံနယ်နံပိုင်းများတွင် PDF တပ်ဖွဲ့ကလုံခြုံရေးစစ်ဆေးပြီးခီးသွွာလာရာတွင်လုံခြုံရေးသတိဖြင့်သွာလာကြရန်တိုက်တွန်းပြောဆိုခဲ့ကြောင်းတရက်ခရိုင်အမှတ်လေးတရက်မှသတင်းနဲ့ပြန်ကြားတာဝန်ခံကပြောပါတယ်။လုံခဲ့သောနှစ်ပတ်ခန့်ကစတင်၍ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်လေးတရက်စီးလှုပ်ရှားရာတရက်မြုံနယ်နဲ့ကာမမြုံနယ်အတွင်းရှိနံပိုင်းများ၌ခီးသွွာပြည်သူများလုံခြုံရေးအရာစစ်ဆေးခြင်းနဲ့ခီးသွွာလာရာတွင်လူအသည့်သတိပြုရမည့်အချက်များကိုပြောဆိုရှင်းပြမှုများကို တရုတ်ခေအမှတ်လေးတရင်မှာရဲဘော်များကလုဆောင်ခဲ့ကြောင်းတီးရပါတယ်။တရဲမြို့နယ်နဲ့ကမ္ဘာမြို့နယ်အဲ့ဒီဘက်တွေမှာလုခဲ့တာအဓိကကတော့မြို့ချင်းဆက်လမ်းပိုင်းတွေမှာပေါ့။ပြီးခဲ့တဲ့တပတ်နှစ်ပတ်လောက်ကစာပြီးတော့လုခဲ့တာမျိုးပါ။အဓိကဒီလိုလုရတာကဗီဒူတွေကိုကျွန်တော်တို့ကပြောပြ share ကြနေတာပေါ့။အတိပေးကြနေတာလေးပေါ့။အခုလက်ရှိခီးသွားဗီဒူတွေအသုံးပြုနေတဲ့လမ်းပိုင်းတွေကိုသွားလာရမှာတိုက်ပွဲတွေပါတွေဖြစ်တာရှိမယ်။ဖြစ်နေတာရှိမယ်။နောက်ပြီးတော့စစ်ကောင်စီဘက်ကလည်းစစ်ကြောင်းထိုးနေတာတွေရှိမယ်။လက်လက်ကြီးနဲ့ပြစ်နေတာတွေရှိမယ်။ အဲ့ဒါတွေကြောင့်ခီးသွားလာတဲ့အခါမှာစေရေးတရီနဲ့သွာလာကြဖို့လက်လက်ကြီးတန်းတိုက်ဝဲတာတွေကြားတဲ့အခါမျိုးမှာလုံကြုံရဘက်ကိုပြန်လဲဖို့လုံကြုံရနေရာတွေမှာနေကြဖို့အဲ့လိုမျိုးတွေအဓိကရှင်းပြခဲ့ပါတယ်ဟုတရက်ခင်အမှတ်လေးတရင်မှတရင်နဲ့ပြန်ကြိုက်တာဝန်ခံကပြောပါတယ်ပြည်သူ့ကော်မတီတက်မတော်တရက်ခင်စစ်ဌာနတရက်ခင်အမှတ်လေးတရင်ကနေဖြစ်စည်းလုံရှာရဒေသအတွင်းရှိလမ်းပိုင်းတိုင်းခီးတွားပြည်သူများအားလုံခြုံရေးအရာစစ်ဆေးဆောင်ရွက်မှုများလှုပ်ဆောင်ရရှိပြီးခီးတွားပြည်သူများအနေဖြင့် ယုံကြည်စွာအစစ်ဆေးခံခြင်းဖြင့်ပူပေါင်းပါဝင်ကူညီပေးကြပါရန်ထုတ်ပြန်ထားပါသည်။ဆလင်းမြုံနယ်တွင်စစ်အုပ်စု၏အတုရောက်ရွေးကောက်ပွဲအတွက်ဥစာဥရွေးပြုနေသည့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တက်ဝေကို UND တရားရုံးကအကြမ်းဖက်တပ်ဖြတ်ရေးဥပဒေနဲ့ဖမ်းဆီးမှုခွင့်တရားဆွဲထားကြောင်းတည်ရပါသည်။မကွေတိုင်းဆလင်းမြုံနယ်တွင်စစ်အုပ်စု၏အတုရောက်ရွေးကောက်ပွဲအတွက်ဥစာဥရွေးပြုနေသည့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ဝင်တက်ဝေကို UND တရားရုံးကအကြမ်းဖက်တပ်ဖြတ်ရေးဥပဒေနဲ့ဖမ်းဆီးအမှုခွင့်တရားဆွဲထားကြောင်း ် NUG ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။စလင်းမြုံနယ်တွင်တရားမျှတလူလတ်တန်ရှင်သည်2020ရွေးကောက်ပွဲရလဒ်ကိုဖျက်ဆီးပြီးနိုင်ငံကောင်ဆောင်များကိုအမှုစဉ်ဖမ်းဆီးထောင်ချသည့်အာဏာရှင်စစ်အုပ်စု၏အတူရောင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ကိုဖမ်းဆီးအပြစ်ပေးအရေးယူခြင်းဖြစ်ကြောင်းစလင်းမြုံနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တက်ဝေကိုပြည်သူများ၏သတင်းပေးမှုအရ NUG ပြည်ထရေးနှင့်လူမှုကြည့်ရေးဌာနကဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါသည်။ဖမ်းဆီးရမိထားသည့်တရားခံတက်ဝေမှာတရားထုတ်တော်ရှိနေတူလည်းဖြစ်ပြီး အကြံဖက်ဆွေဆူရွေးကောက်ပွဲတွင်ဥဆောင်ပါဝင်နေသည့်အတွက်ပြည်သူကိုအကြံဖက်မှုပြုနေခြင်းဖြစ်ကြောင်းတရားခါတက်ဝေကိုအကြံဖက်တိုက်ဖြည့်ဥပဒေနဲ့အညီရေးယူပြပေးနိုင်ရန်စလင်းလုံးတဲ့တရားရေးအဖွဲ့ကတရားရေးလုံထုံးလုံးကြီးတိုင်းစီရင်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်အမျိုးသားညီညွတ်ဆိုးရွားနေဖြင့်2025ဩဂုတ်လ24ရက်နေ့တွင်စစ်ကောင်စီရွေးကောက်ပွဲတွင်ပါဝင်ဆောင်ရွက်ခြင်းမပြုရန်တရားမဝင်အတုရောက်ရွေးကောက်ပွဲနှင့်ပတ်သက်သည့်အမျိုးသားညီညွတ်ဆိုးရွားရည်တည်ချက်နှင့်သဘောထားထုတ်ပြန်ချက်တင်ရချက်ကိုထုတ်ပြန်ထားပြီးဖြစ်တဲ့ကဲ့သို့ BDI ရဲ့လူမှုကြီးကြေးဌာနအနေနဲ့လည်းနိုဘာလ6ရက်မှာအကြမ်းဖက်စစ်ကောင်စီရွေးကောက်ပွဲအတွက်အတင်းကျပ်မဲပေးစီကိုင်းသူများကိုတိုင်ကြားနိုင်ရန်အတွက်အတိပေးထုတ်ပြန်လာပြီးဖြစ်ကြောင်းစီအိုစုရွေးကောက်ပွဲနဲ့ပတ်သက်ပြီး Telegram တွင်တိုင်ကြားနိုင်ကြောင်းသိရှိရပါသည်